ပရီးမီးယားလိပွဲစဉ်33အေးဆွေတောင်းကိုဂိုးမိုးရွာပြီးတော့ပြန်လာခဲ့တဲ့အာဆင်နယ်အာဆင်နယ်အသင်းကတော့ရှေ့ကပရီးမီးယားလိပွဲစဉ်နှစ်ပွဲမှာဆိုရင်တည်ရီကြခဲ့တယ်။အထူးသဖြင့်ဘရန်ဖို့အသင်းနဲ့ပွဲစဉ်မှာရောအေဗာရန်အသင်းနဲ့ပွဲစဉ်မှာရောအဖိုးတိုင်ရမှတ်၄မှတ်အထိကျပြုတ်ခဲ့ပြီးတော့နှစ်ပွဲပေါင်းမှတည်ရီတစ်မှတ်စီ နှစ်မှတ်ပဲရခဲ့တယ်။အဲ့တော့ Premier League မှာကျွန်တော်ဖြစ်ချင်နိုင်ဖြစ်ခဲ့တာတော့အခုပြီးဆုံးသွားပြီပြောလို့ရတယ်။ Eastwood Town ကို၄ဂိုးပြတ်နိုင်တယ်။ကစားသမားတွေတက်တောင့်တတဆော့နိုင်ခဲ့တယ်။ပွဲအတွင်းကအခိုက်တက်နေတဲ့ Twin Crew တွေကြောင့်ပြီးမှပြောမယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့ Arsenal တို့လူဘလူထုတ်လာခဲ့လေ။ အရှိကဖောင်လိုင်း၃ယောက်ကိုတော့မတွေ့ရတာကြာပြီဖြစ်တဲ့ Martinelli Trossard Saka ဆိုတဲ့ဖောင်လိုင်းကိုသုံးပါတယ်။ကွင်းလယ်မှာတော့ Meiro ပြန်ဆင်းဆော့ခိုင်းပြီးတော့ Declan Rice က Dean Roma ထားပြီးတော့ညာဘက်ချမ်းမှာတော့ Martin Odegaard ကတော့တကယ့်ကို great performance ပြခဲ့တဲ့ညာလို့ပြောလို့ရတယ်ဟုတ်လေ။တော်တော်ကောင်းကြပါလေ။ဒီမှာမတွေ့ရတာကြာပြီဖြစ်တဲ့ဇင်းချောင်းကိုပြန်ပြီးပွဲထွက်လာတဲ့ left back position မှာ လူးဝစ်စကယ်လီကိုအနားပြလိုက်တယ်ဗောလေညာချမ်းမှာတော့ဗန်ဝိုက်ပါလာတယ်ထင်ပါအောင်နားပြထားပြီးတော့ခန်စစ်ကြောက်ဆောင်ကတော့ကျွန်တော်ခံမှန်းခဲ့တဲ့အတိုင်းခီဗီယောနဲ့ဆာလီဗာအထိုင်ကိုပဲပြန်ပြီးသုံးလာခဲ့တယ်ဂိုးသမားကတော့ရိုင်ယာအဲ့တော့ဒီပွဲစဉ်မှာအဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့တန်းစစ်ဆုံးယုံအားလေးရှိတဲ့အစ်ဆွတ်တောင်းကိုကျွန်တော်ဒီလောက်ကိုပြက်လိုက်မှမထင်ခဲ့ဘူး။ဘာကြောင့်လဲ။အစ်ဆွတ်တောင်းဒီတမ်းမစင်ရဖို့အတွက်ဖြွင့်ပြီးကမ်းပါ။တကယ်လည်းသူတို့ဖြွင့်ကမ်းခဲ့တယ်။အာဆင်နယ်ရသွားတဲ့ဂိုးတွေမှာဆိုရင်သူတို့ပယ်နတီဘောက်စ်ထဲမှာစုပြုံပြီးပိတ်ဆို့တယ်ဆိုပေမဲ့သူတို့က သူတို့ကွေးဆိုတဲ့အချိန်နဲ့ဖွင့်ပြီးဆော့ဖို့အတွက်တော်တော်များစပေ့တချို့ကိုလစ်ထားခဲ့တာရှိတယ်။အဲ့အတွက်လည်းအာဆင်နယ်ကဥဆောင်ကိုစော်စော်ရခဲ့တယ်။အကျုပ်တွင်းကိုတွေကြောင်းပြောမယ်ဆိုရင်အာဆင်နယ်အသင်းအနေနဲ့၁၄မိနစ်မှာဂိုးဆိုက်ရတယ်။ဒီဂိုးကတော့လီယန်နိုထရော့ဆက်ရဲ့ပါနတ်မှုကြောင့်ပဲ။အခြားပလေယာဆိုရင်အဲ့လိုကြုံတယ်လို့ကံမမလားကျွန်တော်နေနဲ့စဉ်းစားမိရောလေ။အခြားကစားသမားဆိုသိရတဲ့အတိုင်းပဲဘောလုံးသေးချောင်းပြန်ပြီးတော့ခောက်ရင်းလိရင်းနဲ့ ဘောစားထုတ်ပြီးမှကန်ကြမှာဒါပေမဲ့ trouser ဒီအဲ့လုံကိုကျုံတလို့လှဲပြီးကန်သွားခဲ့တယ်ဘောလုံးမြဖျားခံလာတာတော့စာကလှမ်းပြလိုက်တဲ့အလုံးဒါပေမဲ့မာတင်အိုရီကက်ကအဲ့ဘောလုံးတစ်ချက်ထိန်းလိုက်တဲ့ပုံစံမျိုးပြန်ပြီးကြလာတာကိုဘီနာမှာရှိတဲ့ trouser ကလဲနေနေလှမ်းပြီးကန်သွားတယ်မြေလိမ်ပေါ်လေးဖြစ်တဲ့တော့ကိုယ်ကဘလို့မှမပုတ်နိုင်ဘူးကောင်းလိုက်တာဗျာအဲ့ဒါကျွန်တော်တို့အတွက်ဆိုရင်တော့ဥဆောင်ကိုဖြစ်သွားခဲ့တယ်16မိနစ်ပါမကြောက်ဘူး28မိနစ်မှာကျွန်တော်တို့မာတင်နယ်လီရဲ့ twin goal ရတယ်အမေရိကရောအဲ့ twin goal မှာစာကာရဲ့ ပြေးထွက်အားကြီးကတော်တော်လေးကောင်းတယ်။အစ်ဆွေတောင်းရဲ့ဘဲဘဲအချမ်းခစစ်စုံကစားသမိုင်းစကားကိုလုံးဝမထိန်နိုင်ဘူး။ဒီနေ့ပွဲစဉ်၄ကိုးဆိုတာကစကားသာပို့ပြီးဂိုးသွင်းတိကျခဲ့မယ်ဆိုရင်6ကိုး9ကိုးလောက်ထိဖြစ်သွားနိုင်တယ်။စကားပြေးလိုက်တဲ့ cross ball ကောင်းလိုက်တာဗျာ။အဲ့ဒီဘောလုံးကိုမီခေးမိန်တို့ကပနတီဘောက်စ်ထဲမှာအတာလေးနောက်ပြန်လေးနဲ့ထပ်ပြီးတော့မျောပစ်လိုက်တာအဲ့ဒါကိုမာတီနယ်လီကပြေးပြန်ပိတ်သွားတယ်မေအီနိုနေနဲ့လောဘတကြီးပိတ်လို့ရတဲ့အနေထားရှိတယ်ဒါပေမဲ့ဖြစ်နိုင်ခြေအရှိဆုံး သူ့ရဲ့ blind spot မှာရှိတဲ့ Martinelli ကိုပြန်မျောပေးသွားတယ်။တကယ်ကိုမှ systematically ကြက်ကြ goal လို့ပြောလို့ရတယ်။တကယ်ကိုမှ system ကြက်ကြသွင်းသွားခဲ့ရပါလေ။အဲ့မှာကျွန်တော်နှစ် goal ပြတ်သွားခဲ့ပြီ။အဲ့ဒီမှာ32မိနစ်မှာအဖြစ်ပြက်တစ်ခုဖြစ်သွားတယ်။အဲ့ဒါကပထမတော့ဒီ queen လက်မှာ Martin Odegaard လူချခံလိုက်ရတယ်ဆိုပြီးကျွန်တော်ကြည့်နေတာ။မကြောက်အဲ့ဘောလုံးညာချင်းရောက်သွားတဲ့ခါမှာစာကာဘောလုံးခုတ်ပြီးပြေးဖို့ကြိုးစားတဲ့ခါမှာတစ်ဖက်က Iswet Town ကစားသမားကစာကာရဲ့ချင်းဖလောင်းကိုလှမ်းထောက်လိုက်တာ သွားပြီလို့ကျွန်တော်ကစားမှတော့သွားပြီဘာလို့လဲဆိုတော့ခြေထောက်ကထောက်ထားတယ်အဲ့ထောက်ထားတဲ့ခြေချင်းဝူကိုနောက်ကနေလှမ်းပြီးတော့ထောက်ပလိုက်တဲ့သဘောမျိုးစောင့်ကန်လိုက်တဲ့သဘောမျိုးအဲ့လိုမျိုးတွေကထောက်ထားတဲ့ခြေလုံးသားဆိုကြိုးသွားနိုင်တယ်ဒါပေမဲ့စာကားတော့ injury ဖြစ်မသွားဘူးဒါပေမဲ့သူ့အနားယူလိုက်တဲ့အချိန်မှာတော့အသင်းစေးအဖွဲ့ကအဲ့ခြေချင်းဝူပတ်ချလေကိုရေခဲကတ်နေရတော့တွေ့ရတယ်ဒါကတပိုင်းပေါ့လေသူပွဲချင်းအချို့ဆက်ပြီးဆော့နိုင်ခဲ့တာဖြစ်တဲ့အတွက်စိုးရိမ်ကြတော့မရှိဘူးကာဘာလုတ်တဲ့နေရေခဲကတ်တယ်လို့ပဲကျွန်တော်ထင်တယ်အဲ့ဒီလုံးမှာဒီကောင်ဝါသည်ဖြစ်စဉ်နေသည်ဖြစ်စဉ်ကျွန်တော်စိတ်မဝင်စားဘူး ဘာကြောင့်လဲဆိုတော့ကိုရီပလီယာနာတော့မှဆိုတဲ့ကျွန်တော်မျက်လုံးထဲမှာဒီ if sit down နိုင်နေမနိုင်ဘူးဆိုတာတက် champion league မှာဒီလူတွေကျဉ်းမှမှနဲ့ဆက်ပြီးကန်နိုင်ဖို့ပဲဆူတောင်းရတဲ့ညပေါ့လေဒါပေမဲ့ဒီလောက်ဂိုးတွေပြတ်သွားတဲ့အတွက်လည်းအားလုံးကို appreciate ဖြစ်တယ်မခုမကက်အားလုံးဆော့သွားခဲ့တာအဲ့တော့ဒီကစားမောက်ဒိုင်ရက်အန်ဒီပြလိုက်တယ်အာဆင်နယ်လည်းတရားဥတာနေပေါ့လေလုံးဝဂိမ်းကအာဆင်နယ်လက်ထက်ရောက်သွားခဲ့ပြီနှစ်ဂိုးလည်းတာထားတယ်တယောက်လည်းတာထားတယ်အဲ့ဒီနေထားမှာဒုတိယပိုင်း69မိနစ်မှာတော့ ကျွန်တော် cross set နောက်တကိုးထည့်ရတယ်ဒီကိုးကတော့ပထမပိုင်းကကျွန်တော်ရတဲ့နှစ်ကိုးလုံးလုံးညာချမ်းတိုက်စစ်မဟုတ်ဘူးတော့ဘယ်ဘက်ချမ်းကထောင်းကန်ဘောမှာ link ကတွဲပြီးတော့ declan right ကဒီ penalty box ထဲမှာရှိတဲ့ cross set စီကိုမြေလိမ်မောလှမ်းပစ်လိုက်တာ right ကအကွက်မြင်မှုရဲ့ cross set ကအဲ့ဒီဘောလုံးကို defender တွေအများကြီးပြုံနေတဲ့ကြားထဲကနေပြီးတော့အသားလေးနည်းနည်းလေးအစထုတ်ပြီးတော့အတွင်းထဲ white ကန်သွားတာပထမသူလက်ခံရရှိတဲ့အတိုင်းကန်မယ်ဆိုရင်အန်ကေကအရန်ကျင်းလုံးတယ်တစောင်းကြီးဖြစ်နေတာ ဒါပေမဲ့အဲ့ဘောလုံးနည်းနည်းလေးအရှိဆွဲထုတ်ပြီးတော့ကန်လိုက်တဲ့အခါကျတော့အဝေးတိုင်တောင်းဘက်ကိုမြေလိမ်ဘောဖြစ်သွားတယ်။ဂိုးသမားကြီးရဲ့တည့်ရတိုင်းပဲဒီ space နဲ့ဒီ distance အကွာဝေးကြားထဲမှာကျတော့ဘလို့မှတိုက်ပြင်းစက္ကန့်ပိုင်းလောက်ကနောက်ကျမှာပဲ။အဲ့ဒါခွင်ကြီးကောင်းကောင်းယူပြီးတုံသွားခဲ့တယ်။အငေကောင်လို့ပေါ့ဆိုတည့်ရတိုင်းပဲများသွားဖြင့်သူတို့ကအဲခတ်ပုံစံမျိုးအဝေးတောင်းကိုဂိုးသမားတစ်ဝက်လောက်ကကန်ကြရများတဲ့အတွက်ပုတ်ထုတ်ဖို့ကပိုပြီးလွယ်ွယ်။ဒါပေမဲ့ထော့ဆက်ကန်သွားတဲ့အလုံးကတော့တကယ်ကိုပါနေတယ်။ကျွန်တော်ဆိုဂိုးမဲလို့တော့မထင်ဘူး။ ပုံမှန် normal pass ပဲနောက်ပြန်ခင်းမဲ့ထင်ထားခဲ့တာအဲဒါကြောင့်မို့လို့ဒီပွဲမှာ Trossard ကတကယ်ကိုမှအာဆီနယ်အသင်းကိုပြတ်နိုင်ပွဲတဲ့အရေးပါတဲ့ကစားသမားကြီးတဲ့တယောက်ပဲအဲ့ဒါနဲ့ကျွန်တော်တို့ကတော့ဒီပွဲကို3-0စီးရုံးနဲ့ပြီးပြီးငါတို့ happy ending ဖြစ်ပြီလို့ထင်ထားခြင်းပါပဲ88မိနစ်မှာလူစားဝင်လာခဲ့တဲ့ Ethan Wayne ကြီးကသွင်းသွားခဲ့တယ်ဒါပေမဲ့ဆရာသမားဒီလိုအသင်းလောက်ကိုဂိုးသမီးရင်းမခုံဘူးဆိုတဲ့ပုံစံမျိုးနဲ့အောင်ပွဲတော်မခံခဲ့ဘူးအီတန်ဝန်နေရီကဟောလေအဲ့လုံဖြစ်တီလာတော့ဇင်းချန်ကိုဒီနေ့ဇင်းချန်ကိုတော်တော်ကြီးကောင်းတယ် သူ့ကိုကျွန်တော်တို့လက်ဘက်ပိုဇီရှင်မှာတုံးတယ်ဆိုရင်ကွင်းလယ်မှာကြီးပဲစိန်ချန်ကိုတွေးခဲ့ရတာသူပေးတဲ့ဘောလုံးအရှည်တွေကလောင်းဘောတွေကအရန်တိကြတယ်ပြီးတော့လေတကယ်ကို creative ဖြစ်တဲ့ pass တွေကိုပဲခင်းသွားတာများတယ်ဇင်ကြီးဒီနေ့တော်တော်ကောင်းတယ်အဲ့လိုမျိုးကိုယ့်ရဲ့ကစားသမားတွေပေါ့လေတုံးလိုက်တဲ့ကစားသမားတွေအားလုံးအတုံးဝင်ပြီးကောင်းတဲ့ခါကျတော့တကယ်အရေးပါတဲ့ကစားသမားတွေကိုအရန်ကုန်မှာစိတ်ရည်လည်ရအနားပြုလို့ရတယ်ဒီနေ့ပါတင်းနဲ့ဂျူရန်တင်မှာလုံးဝသုံးမသွားဘူးဝန်နရီရဲ့စကယ်တီတောင်မှနောက်မှလူစားဝင်လာတာတခင်ဒီစတာလင်နဲ့ တီယာနေနောက်တယောက်ကတော့ဒီ OEDG ဆိုတဲ့လူငယ်လေးဆော့လိုက်ရတယ် OEDG ဆိုတဲ့ကောင်လေးနော်10မိနစ်ပဲဝင်ဆော့ခဲ့ရတာဒါပေမဲ့အဲ့ box ထဲမှာသူကန်လိုက်တဲ့လုံတစ်ဖက်ကိုသမားဖြတ်ခနဲ့ပုတ်လိုက်လို့ဘာလို့အဲ့လုံကိုးတယ် box ထဲကိုကျိုးကြတယ်သူကိုရဖို့တော့ lucky မရှိခဲ့ဘူးလေဒါပေမဲ့ဝန်ရီရဲ့သွင်းကိုမှဆိုတော့တကယ်ကိုပါနေတယ်။သူဘောလုံးရယူဆောင်တဲ့ကန်လိုက်မယ်ဆိုအရှိကစုပြုံနေတဲ့ခန်းစကစားသမားတွေကိုချဲထုတ်ဖို့အတွက်ကျုပ်ဒီ PlayStation နေရာအတိုင်းပဲကန်လိုက်ဖြတ်ပြေးတယ်။အဲ့မှာရာသွားအနေထားနေကန်တယ်။ ကန်ချက်ကအရန်ပြင်းလုံးတာဖြစ်တဲ့နောက်တန်းနဲ့ထိပြီးတော့လမ်းကြောင်းပြောင်းဝင်သွားတယ်ကိုသမားကတော့လာယာလန်းကိုတိုက်ပစ်ပြီးဖြစ်တဲ့အတွက်ဘလူးမမတားဆီးနိုင်ခဲ့ဘူးအဲ့တော့အာဆင်နယ်ဒီနေ့ပွဲစဉ်မှာ၄ဂိုးပြတ်နိုင်တယ်ပထမပိုင်းမှာတော့ဘူကာအိုဆာကာအနေနဲ့ရတဲ့ chance တွေဂိုးသွင်းနိုင်ရင်တော့ပိုပြတ်မှာပေါ့လေဒါပေမဲ့ဒီပွဲနဲ့ပတ်သက်ပြီးဆာကာဂိုးသွင်းသည်ဖြစ်စီမသွင်းသည်ဖြစ်ကျွန်တော်စိတ်ထဲမရှိဘူးဘာကြောင့်လဲဆိုတော့ဝီလျံဆာလီဘာဘူကာအိုဆာကာဒီကလန်ရိုက်စ်မာတင်အိုရီဂတ် ဒီကစားသမားတွေတယောက်မှ injury မဖြစ်ဘဲနဲ့ champion league မှာကံဝင်ရဖို့ပဲကျွန်တော်ရည်မှန်းထားတာဒီဘွဲကိုကျွန်တော်1စီးနဲ့နိုင်တယ်ဖြစ်တယ်တေတော့မကြနဲ့ပါဗျာအဲဒီဘွဲစီမှာကျွန်တော်တို့ဒီအနိုင်ရခဲ့တယ်အဲ့ဆိုဒီဘွဲစီနဲ့ပတ်သက်ပြီး first day ကိုကြည့်မယ်ဆိုရင်တော့ iswick ကသူတို့အင်ကွင်းဆိုရင်လည်းဘောလုံးပိုင်ဆိုင်မှု25ရေခွဲလုံးဝရှိတယ်အာဆင်နယ်ဒီနေ့ဂိမ်းကိုလုံးဝထိန်းချုပ်ထားတာနော်ပထမလူတယောက်မထွက်ခင်တည်းကလုံးဝထိန်းချုပ်ထားတာလူတယောက်အตายရသွားတဲ့ခါမှာတော့ so easy ဖြစ်သွားပြီ ဂိမ်းကလုံးဝအာဆင်နယ်လက်ထဲမှာဖြစ်သွားတာ85ရာခိုင်နှုန်းအထိအာဆင်နယ်ဒီပွဲကိုစိုးမိုးထားတယ်ဂိုးဘောက်ကန်သူမှု24ချိန်ရှိတယ်အဲ့ဒီမှာဂိုးဘောက်တဲ့တာက9ချိန်၄ဂိုးရတယ်တစ်ဖက်ကဂိုးဘောက်ကန်သူမှု၄ချိန်ရှိတယ်ဂိုးဘောက်တစ်လုံးမှမတည့်ဘူးကျွန်တော်ဘောဝဲပြနေတဲ့ light ထဲမှာပြောကြတာဒေးဗစ်ရိုင်ယာဒီနေ့ပါရလာတဲ့ဝိုင်းပြီးစနေကြကောင်းပါလေကိုကိုသမောက်မမြင်အောင်ကိုကိုသမောက်အသေးအတန်မပုတ်ရအောင်ဆိုတာကတစ်ဖက်သိညံ့တာလဲပါလို့ခံစစ်ခဲ့ဆွမ်းဆောင်ယူလေကျွန်တော်အသိမဲ့ပြရမှာပေါ့လေဒီနေ့မှာတော့အာဆင်နယ်ဒီ တောင်းကံပေါ်ဆက်နှစ်ကြိမ်ရတယ်အစ်စွတ်တောင်းကတောင်းကံပေါ်တစ်ကြိမ်မှမရခဲ့ဘူးတကယ်ကိုကောင်းမွန်လို့နဲ့ performance နဲ့အာဆင်နယ်ကဘောလုံးပေးပို့မှု pass တွေစုစုပေါင်း685ကြိမ်ရှိတယ်တစ်ဖက်ကအစ်စွတ်တောင်းကတော့အကြိမ်200ပဲရှိတယ် position လဲအသာယူတယ်ဂိမ်းကိုလဲထိမ့်ချုပ်ထားတယ်ကံချက်တွေလဲအများကြီးလုပ်တယ်ဒီထက်လဲဂိုးပြတ်ဖို့ကြိုးစားခဲ့တဲ့အာဆင်နယ်ကတော့စတာမီနာလဲခြွေပြီးဆော့လို့ရခဲ့လို့လိုရာထပ်ပုံကျွန်တော်တို့အနိုင်ကို၄ခုနဲ့တူအိမ်ပြန်နိုင်ခဲ့တယ်ဗောလေဒီနေ့ပွဲစဉ်နိုင်ပွဲကအရင်ကြီးကြီးပါတယ် ။ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်တို့ဒီရမှတ်တွေကြပြောက်ခဲ့တာ။အမေကအဲ့နှစ်ပွဲလုံးတော့ Everton နဲ့ Brentford နဲ့အဲ့နှစ်ပွဲစလုံးမှာကျွန်တော်ဥဆောင်ကိုတွေသွင်းတာ။ခြေပါကိုတွေပေးပြီးတော့တရေတွေကြီးပဲကြားခဲ့တာ။တော်တော်လေးနှစ်မျိုးကိုကောင်းတယ်။ဒါပေမဲ့ကျွန်တော် Champion League ဘက်ကိုစိတ်ကရောက်နေရဖြစ်တဲ့အတွက်ဖြစ်ချင်တိုင်းဖြစ် Premier League မှာအဆင့်2 3 4 Champion League ဝင်ရရင်တော်ပြီဆိုပြီးကျွန်တော်ကစိတ်ထည့်ထားတာ။အခုအနေထားမှာတော့ချဲစီကလည်းကမ်ဘက်နဲ့ချန်ပီယံလိဝင်တက်ပြင်ပြီးတိုက်ပွဲဝင်လာလို့နယူကာဆယ်ကလည်းကျွန်တော်နဲ့ကတ်နေပြီအခုကျွန်တော်နိုင်လိုက်တဲ့အတွက်နယူကာဆယ်ကိုကျွန်တော် ခုနှစ်မှတ်ဖြတ်လိုက်ပြီးနဲ့တူတယ်တကယ်ဦးမချန်ပီယံလိဝင်ဝင်တိုက်ပွဲတော့တကယ်ဦးပြင်းထန်တယ်ဗောလေကျွန်တော်အောက်မှာတော့နယူကာဆယ်မန်ချက်စတာစီးတီးချယ်ဆီနော်တင်ဖောရက်အက်စတွန်ဗီလာရှိတယ်ဒီနှစ်ချန်ပီယံလိဝင်ငါးနေရာဆိုတဲ့အတွက်နည်းနည်းလေးတော့အခြားသင်းတွေ chance ဖြစ်သွားတယ်။ဒါပေမဲ့တစ်ဖက်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း Arsenal အနေနဲ့ နိုင်ပွဲတွေဆက်ပြီးယူထားနိုင်သေးတယ်တော့လေပါဘူးစောစီဖလားမမြောက်ရဘူးဗောလေအဲ့တကူအိုက်တာပြောလို့ဗောကျွန်တော်တို့နိုင်ပွဲတွေစတိုက်ပုံဖော်ွားမယ်နောက်ဆုံးဘလူးမမဖြစ်တာတော့တဲ့အနေထားကြမှာပဲလေပါဘူးတို့ဖလားမြောက်တာကိုကျွန်တော်တို့မြင်တွေ့ရပါလိမ့်မယ်ဆိုပြီးပြောွားတယ်အဲ့အတွက်လာမယ့်ခရစ်စတယ်ပဲလီအသင်းရဲ့ပွဲစီမှာတော့ဒီကကစားမလေးပို့ပြီးအနာပေးမယ်လို့မြင်တယ်အနာပေးသည်ဖြစ်စေမပေးသည်ဖြစ်စေဒဏ်ရာမရဘူးတော့အရေးကြီးတယ် တပတ်လောက်တော့ဂျာတန်းမှာလည်းအနာကျင်ရတာဖြစ်တဲ့အတွက်အာဆင်နယ်အနေနဲ့30ရက်နေမှာကံမဲ့ PSG အသင်းနဲ့ပွဲစဉ်ကိုပလေယာတွေပါဝင်ကျွန်တော်တို့အားလုံးလည်းစိတ်ရောက်နေပါတယ်။ဒါပေမဲ့ Premier League ဘက်မှာတော့ Champions League ဝင်ပို့ပြီးကျင်းသိဖို့အတွက်အမှတ်တွေထပ်ပြီးဖြတ်ထားနိုင်ဖို့လိုအပ်ပါတယ်။အဆုံးထိကြည့်တဲ့အတွက်လည်း အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကကွန်ကြီးပေါ်ပေးတဲ့ရှူဘောလုံး online အကြီးအောင်လဲကျေးဇူးတင်ပါတယ်အမဆုံးမဆုံးတော့ Viber ဖုန်းနံပါတ်သူညာကို6916633936တို့ညာဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရမှာဖြစ်လို့ဝေဖို့ငွေချက်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလောက်မှာမလောက်တဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှူရရှာပြီးကျွန်တော်ကိုအားပေးလို့ရပါတယ် Viber ကိုရှူကို Sport 899ငါးသလုံးမိတို့ကိုကစားလို့ရနေပါခင်ဗျာ